မင်္ဂလာပါရှင်တမောဆိုမှာ73စီတလီတာကိုတပေါင်းချက်အထိဈေးပေါက်တဲ့အတွက်ဝယ်ရန်ခက်ခဲနေတဲ့တဲ့င်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနီပြည်နယ်တမောဆိုမြို့နယ်မှာ73စီတလီတာကို9000ချက်ကနေတပေါင်းချက်အထိဈေးပေါက်လျက်ရှိနေပြီးတော့ဓာတ်ဆီဆိုင်တချို့စီပြတ်နေတဲ့အတွက်ဝယ်ရန်ခက်ခဲနေတယ်လို့ဒေတာကံများကပြောပါတယ်စီတွေဝင်နေကြလန်းကြောင်းမှာစက်ကောင်စစ်စစ်ကြောင်းထိုးလာတဲ့အတွက် ဖြံမရတော့ကားတွားလို့ရတဲ့အချင်းကိုစောက်ပြီးနည်းနည်းစီတဲရတယ်။အချို့ကားတွေလည်းလမ်းတဝဲနဲ့တင်ပြန်လာရတဲ့အတွေ့အဝင်နေပြီးဝယ်တဲ့တူများလို့ဈေးတင်ရောက်ကြတာတွေလည်းရှိတယ်လို့ဆက်သုံးစီရောင်းတူတူကပြောပါရယ်။ဒါအပြင်စုံလား16ရက်နေ့ကစပြီးတော့ဆက်သုံးစီများကိုအကန့်တက်နဲ့ရောင်းချနေကြပြီးဆက်သုံးစီဆိုင်အချို့စီပြက်လက်ကပိတ်ထားခဲ့ရပါတယ်။ ပြီးခဲ့တဲ့စုံလဆန်ပိုင်းကဒီမော့ဆိုလန်းကြောင့်မပိုက်ခင်မှာပင်ဓာတ်ဆေး3လီတာ9000ကျပ်ဒီဇယ်3လီတာကို9500ကျပ်အထိရှိနေပြီးတော့အခုချိန်မှာတော့ဓာတ်ဆေး3လီတာကို9000ကျပ်ကနေ9500ကျပ်အထိဈေးပေါက်ပြီးဒီဇယ်3လီတာကို9500ကျပ်ကနေ1000ကျပ်အထိဈေးပေါက်လျက်ရှိနေပါတယ်ရှင်။